Adobe Photoshop 2028ဗာရှင်းကိုကွန်ပျူတာမှာသွင်းတဲ့နည်းလမ်းကိုမျှဝေပေးလိုက်ပါရခင်ဗျာ။ကျွန်တော် Photoshop သုံးတဲ့အခါမှာဗာရှင်းအမည်တွေသုံးကျင်တယ်ပေါ့နော်။အသစ်သစ်တွေကိုသုံးကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ Photoshop 2028ကိုလည်းသုံးကြည့်ပါနော်။ Photoshop 2028ကတော့ကွန်ပျူတာမှာထည့်သုံးမယ်ဆိုလို့ရှိရင်ဗာရှင်းကတော့ပေါ့နော်။သူကနောက်ဆုံးဗာရှင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်ဆက်ကလည်း model ပြင်ဖို့လိုပါတယ်။ အဲကြောင့်ပုံမှန် software တွေပေါ့နော်တုံးတယ်ဆိုလို့ရှိရင်တော့ကိစ္စမရှိပြီမဲ့ software မြင့်နေတုံးတဲ့ခါမှာဆိုလို့ရှိရင် computer CPU တွေ run နေနော် graphic card တွေမြင့်မြင့်ဖို့လိုပါတယ်နော်အဲတော့ message တွေအနေနဲ့ Photoshop 2026ကိုတုံးကျင်တယ်ဆိုလို့ရှိရင်အခုနီးတန်းလေးကိုအဲတော့နော်အသုံးပြုပြီးတော့ Photoshop software ထည့်လိုက်ပေါ့နော်ထည့်ပြီးတော့အသုံးပြုလိုက်ပါကျွန်တော်ကဒီမှာ raw file နေနဲ့ကျွန်တော်က software လေးတောင်းထားပါတယ် raw file မှာ raw pack 1နေ pack 5တွေရှိပါတယ်အော် မဲဆိုရအနေနဲ့ Photoshop software လိုချင်တယ်ဆိုလို့ရှိရင်ကြောက်ချင်ပါလားတောင်းလို့ရပါရဲ့နော်အဲဒီ raw ram ပေါ်မှာနော် right click ကိုနှိပ်ပါနော်ဒီ pad ram ပေါ်မှာ right click ကိုနှိပ်ပြီးတော့ကျွန်တော်က extra here နဲ့ဖြည့်ပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်အပေါ်ကလိုမျိုးပေါ့နော်ဖိုဟာလေးကျလာပါလိမ့်မယ်အောက်က2 3 4 5တွေဖြည့်နေစေအဲကျွန်တော်ဒီအပေါ်ဆုံးမှာဒီ file လေးကိုနော်ဖွင့်လိုက်ပါအဲဒီမှာဆိုလို့ရှိရင်ဒီ raw လေးပေါ့နော်ဒီ ရာဖြစ်ပြီးသွားဆိုလို့ရှိရင်ဒီ Photoshop ဒီကောင်လေး .exe ဆိုတဲ့ပုံမှာ right click ကိုနှိပ်လိုက်နော်နှိပ်ပြီးသွားလို့ရှိရင် run at administrator နဲ့ run ပေးလိုက်နော်ဒါတွေကတော့ကျွန်တော်တို့ဒီ repair software တွေတွင်တာဖြစ်ပါတယ်အဲ့တော့ repair software တွေ crash software တွေတွင်မယ်ဆိုလို့ရှိရင် computer ကနော်ဒီ window ဘာလို့ bias window bias security center ဆိုတာတွေကိုကျွန်တော်တို့ bad operation တွေကိုပိတ်ထားဖို့လိုပါတယ် ဘာသာ version တွေကကျွန်တော်ဘာကြောက်ပဲရလဲဆိုလို့ရှိရင်အဲကျွန်တော်ဒီလိုမျိုး repair version တွေ crack version တွေတွေ့တဲ့ခါမှာပြေးထားဖို့လိုပါတယ်မဲဆိုရ license version တွေ့နေဆိုလို့ရှိရင်တော့ပြေးစရာမလိုပါဘူးเนาะဟိုဒီ repair version တွေ့လို့လေကျွန်တော်တို့ပေါ့เนาะအဲဒီ bias တွေဝင်လာတော့မရှိပါဘူးเนาะကျွန်တော်တို့ကလည်းလက်ရှိတွေ့နေတာအဆင်ပြေပါเนาะမဲဆိုတော့လည်းအဲ software တွေပေါ့เนาะတွေ့ကျင်တယ်ဆိုလို့ရှိရင်အကျော်ရှိ lockdown လို့ရပဲကျွန်တော်လည်းအတိတဲ့ software တွေကျွန်မရှိတဲ့ software တွေမျှဝေပေးပါမယ်เนาะအဲတွေ့ကြရ software တွေတော့မတွေ့နဲ့ပါเนาะ ့ဒီကောင်လေးကိုဆောင်ပေးလိုက်ပါပြည်အောင်နော်ဟေ့ဒီပုံစံမျိုးပေါ်လာပါလေပြီနော်ကျွန်တော်ဒီပြည့်သွားပြီဆိုလို့ရှိရင်ဒီပုံစံပေါ်လာပြီလို့ရှိရင်နော်ဒီနေရာမှာပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကပေါ့နော်ဘာဘာဂျူစီနော်ပလပလဆိုတာကဒီနေရာမှာအမှန်ကြီးလေးရှစ်ထားရဲဆိုလို့ရှိရင်တော့ဒါလေးကို ဟိုကအမန်ဂျယ်လေးကိုဖြုတ်နေကြရလဲမလို့ပေါ့နော်အမန်ဂျယ်လေးမရှိရသေးဘူးဆိုလို့ရှိရင်တော့ကြာဒါလေးကိုအမန်ဂျယ်လေးရှိဖို့လိုပါတယ်အင်္ဂါ advertisement ဒီကောင်လေးကိုတော့အမန်ဂျယ်လေးဖြုတ်ဖို့လိုပါတယ်နော်ကိုယ့်ရဲ့ဆက်ကအမန်ဂျယ်လေးရှိနေတယ်ဆိုလို့ရှိရင်ဒါဘာမှလုပ်စရာမလိုဘူးအမန်ဂျယ်လေးမရှိရသေးဘူးရှိမလို့ဆိုလို့ရှိရင်ဒီတော့အမန်ဂျယ်လေးရှိဖို့လိုရတယ်ရှားရတယ်တော့ပြီးတော့ပြင်နေကြမလို့နော်ဒီ extra ဆိုတာလေးကိုနှိပ်ပေးလိုက်နော် ဟင်အဲ့ဒါဒီနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်မမသွားလို့နေဆရာမလို့တော့ဘူးเนาะဒီ continuing use ဆိုတာလေးကိုနှိပ်ပေးလိုက်เนาะโอเคဒါလေးကိုတရားရံကံတို့ဒီပြည့်အောင်စောင့်ပေးလိုက်ပါเนาะโอเคတရားရံကံတို့ပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့เนาะဒီပုံစံမျိုးလေးပေါ်လာပါလိမ့်မယ်အဲ့ဒါလို့ကျွန်တော်က okay ဆိုတာလေးကိုနှိပ်ပေးလိုက်နော် အဲဒီနေရာမှာဆိုရွှေချင်ရေနော်ဒါထပ်ပြီးတော့ install ဆိုတာတော့နှိပ်စရာမလိုတော့ဘူးနော် exit ဆိုတာလေးကိုနှိပ်ပြီးရင်ရပါပြီနော် okay exit ပြီးသွားရေဆိုလို့ရှိရင်တော့ပြီးပြီးမသွားသေးဘူးနော်ဒါခန့်ဆောင်ပေးရသေးပါတယ်အဲအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ Photoshop software ကိုအသွင်းလုပ်ပြီးသွားပါပြီเนาะ ရုရှား software ကိုကျွန်တော်ဖွင့်ကြည့်ပြီးတော့နော်အဲဘယ်လိုပုံစံနေရှိလဲဘာ feature အသစ်တွေပါလဲဆိုတော့ကျွန်တော်အဲတွေ့ကြည့်လိုက်အောင်နော် Okay ညာတော့ Adobe Photoshop ကိုတွေ့ကြည့်လိုက်မယ်နော်တို့ဘီဘိုးတို့ရှော့2016နော်အဲဒီမှာနော် ဟဲ့ဒါအပေါ်ကဒါ2025ပါနော်အာ2026ကိုတွေ့တာဖြစ်ပါတယ် open ဆိုတာလေးနေလိုက်မယ်နော်ဒီ2026မှာတော့ကျွန်တော်ပုံစံလေးပြောင်းသွားတယ်ပေါ့နော်2020မှာတော့ကျတော့နှစ်ပုံစံမျိုးလေးပေါ့နော်အခုဒီ2026မှာကျတော့ဒီလူပုံစံမျိုးလေးဖြစ်တော့ပြန်ပြီးတော့အဲပြောင်းသွားပြီနော်ဒါကတော့ဒီနေရာပြထမအောင်ဆုံးရပြောင်းလဲမှုပေါ့နော် โอเคအဲဒီမှာဆိုလို့ရှိရင်သူ software ဖွင့်လာပြီเนาะဒီမှာ iteration project လေเนาะโอเคပြေးလိုက်မယ်ဘယ်စလိုနေနေလဲပေါ့เนาะတခြားဘာ feature အသစ်တွေပါလဲဆိုတော့ကိုစမ်းကြည့်တုံးကြည့်ပါเนาะโอเคဒါရ Photoshop အထောင်ထဲမှာ26ပါเนาะ ော့ file လေးကိုခေါ်တဲ့ကြည့်လိုက်မယ်โอเคเอ่อဒါက Photoshop ကျွန်တော် software ကို2024ကျွန်တော်တွင်းတယ်တွင်းပြီးတော့ကျွန်တော်ဒီပုံစံမျိုးလေးเนาะအဲကိုယ့်ရဲ့ဒီ project လေးဖွင့်ကြည့်ရပါတော့ဗဲဆိုရအနေနဲ့လဲပါ future အသက်တွေပါလဲအဲတုံးကြည့်ပါเนาะအခုကျွန်တော်ဒီ version ကတော့ဒီမှာ2026ပါเนาะ မ2020လောက်ပေါ့နော်ဒီမှာဘာရှင်းကဒီမှာ summary 4ပေါ့နော်โอเคဒါဆိုလို့ရှိရင်တော့ရပါလို့ထင်ပါတယ်เนาะโอเคအားလုံးအဆင်ပြေကြပါလေဆင်ပြေပြရနားမလည်ရရှိရဆိုလို့ရှိရင်မြေခဲ့လို့ရပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးအားပေးတော်ပါအောင်ခင်ဗျာ